ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြအမိုရင်းကတော့ညကစူစီတဲ့နဲ့ပွဲအပီမှာပြောခဲ့တဲ့စကားလုံးတွေကျွန်တော်ရှိပါရစေ။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကျုပ်ကိုကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါ။ပထမဆုံးအနေနဲ့တော့ဒါအမိုရင်းကကျွန်တော်တို့ဒီညစူစီတဲ့နဲ့ပွဲမှာကောင်းကောင်းရှင်ပြိုင်ကစားနိုင်ခဲ့တယ်ပေါ့နော်။ကစားမားတွေရဲ့ physicality ကြံ့ခိုင်မှုကလည်းလွှမ်းမိုးနိုင်တဲ့အသင့်တင့်ဖြစ်ကျွန်တော်တို့ကလုံးဝပေါ့နော်ပြုမှုနိုင်ခဲ့တယ်။ ကက်ဆမီရိုရဲ့ပွဲကိုကြည့်ရင်ကက်ဆမီရိုကတကယ်ကောင်းတဲ့ပွဲတစ်ပွဲကိုသူကစားပြခဲ့တာဖြစ်တယ်ဗောနော်ရက်စမန်ဝိုင်လန်ကိုကြည့်တော့လေကူမင်းသွင်းနိုင်ပြီမဲ့လို့တကယ်အရင်ကြိုးစားပြခဲ့တယ်ဇစ်ဂျီလည်းအများကြီးတိုးတက်လာတယ်လို့မာစာဝီဆိုလို့ရှိရင်ဗျဒီလက်ရှိသူတို့ရဲ့ဘာသာရေးချင်ဒီဟိုဟာနဲ့ဗောနော်ဒီအေးဗာလေဒီအစားတော်မှမစားဘူးဗောနော်ဒါပေမဲ့လို့တသိန်းလုံးနီးပါးကိုကကောင်းအောင်ဆွမ်းဆောင်နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဗောကက်ဆမီရိုလိုကစားမားတွေကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ဒီ ကစားမနဲ့ပတ်သက်တဲ့အရာတွေအများကြီးလိလာဆန်းစစ်တာတွေလုပ်ခဲ့ရတယ်ပေါ့နော်ရွေးချယ်ကြတွေတိတ်မရှိတော့တဲ့အခါသူတို့အတွက်အကောင်းဆုံးဖြစ်မဲ့နေရာတွေမှာလည်းဒီပြုံထားပြီးတော့ထားနိုင်မှုကြောင့်ကျူးသားပြီးတော့လုပ်ရတာတွေကျွန်တော်ရှိတယ်ဒါအပြင်သူတို့ဒီပြုံရဲကက်စမီရဲ့လက်ရှိအခြေအနေကလည်းအတင်းကိုအများကြီးထောက်ကူပြုဆွေတယ်အတင်းတွေကအကောင်းဆုံးဖြစ်စီမဲ့နီးလန်းတွေကိုရှာဖွေဖို့ကျူးစားနေတာဖြစ်တယ်ဆိုတာမျိုးတွေဒီပြောထားတယ်ကက်စမီရိုနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည့်ရရင်ကက်စမီရိုအတွက်တင့်တော်တဲ့ game ကဘယ်လိုပြောမလဲ ကျွန်တော်တို့ကပြိုင်ဘက်ကိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့အများကြီးယူပြီးတော့ကစားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကက်ဆမဲတို့ကအဲ့လောက်ဒီထိရောက်ချင်မှထိရောက်ပါလိမ့်မယ်။ဒါပေမဲ့လို့ပေါ့နော်ကောင်တာအထက်တွေပါတွေတွားဖို့ပြိုင်ဘက်ကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးပြီးတော့ကစားနေတာတွေကိုကျွန်တော်တို့ interception တွေတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဒီဘောလုံးဖျက်ယူမှုတွေပါတွေအကောင်းကောင်းလုပ်ဖို့နော် tackle တွေပါတွေလုပ်ဖို့ဆိုလို့ရှိရင်တော့ကက်ဆမဲတို့တွေပို့ပြီးတော့တင့်တော်တဲ့ပုံမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ဒီပွဲမှာဆိုလို့ရှိရင်လည်းပြိုင်ဘက်စီကိုဘောလုံးရောက်အောင်လှုပ်ပြီးတော့အမှန်ကန်တံမြန်သွားတာမျိုးတွေပါလေဆိုလို့ရှိရင်ကောင်းကောင်းဟိုဖြစ်အဆင်ပြေတာကက်စမဲရိုကိုရန်ကိုကအမြဲတမ်း forward passing နဲ့တွေးကျင်တဲ့ player တစ်ယောက်ပဲသီလားအဲ့လိုမျိုးဆိုတော့ကက်စမဲရိုနဲ့ကန့်ညီတဲ့ game plan ကိုနီးပြဖြစ်တဲ့ Rubin Amorin ကကျွန်တော်ကောင်းကောင်းရှာပွေထားတယ်လို့ကျွန်တော်ပြောရမှာပဲဒါပြင်သူဆက်ပြီးတော့ပြောရတယ် Tyson Mu Resman Holland နဲ့ပတ်သက်လို့လားပေါ့နော်ဟိုကျွန်တော်တို့ကဘယ်လိုရမလဲအသင်းရဲ့လက်ရှိအခြေအနေကြီးဆိုရင် Nero number 10နှစ်ယောက်နဲ့ကျွန်တော်ကစားရတယ်ပေါ့နော် အဲဒါအပြင်အဲ့ဒီနှစ်ယောက်ကိုလည်းကျွန်တော်တို့နောက်ကိုနည်းနည်းပြန်ဆုတ်ပြီးတော့เนาะအဲ့ဒါကူဖို့အတွက်ကျွန်တော်တို့ဒါဒီဒီဘယ်လိုရောမလို့သွားတယ်ပေါ့ဒါအပြင်နေရိုးနံပါတ်2ယောက်အပြင်ကိုပဲတိုက်စစ်မှုကနေရိုးနံပါတ်ရဲ့အလေကူပဲသူပြန်ပြီးတော့ပြေးထွက်ဖို့အတွက်ပေါ့နော်ဒါ Resmat Whiteland ကအတင်းအတွက်အများကြီးလှုပ်ဆောင်ခဲ့တာတွေကျွန်တော်ရှိတယ်ပေါ့ဗျာအတင်းအတွက်အများကြီးထောက်ကူဖြစ်စေခဲ့တဲ့ performance တွေပေါ့ကိုမရပါဘူးလေလို့ကိုဖန်တီမှုတစ်ခုသူလုံနိုင်ခဲ့တယ်ကောင်းမွန်တဲ့ခြေစက်မှုတွေလည်းသူလုံနိုင်ခဲ့တယ် ူလိုနေတာကဂိုးသွင်းဖို့ပဲကျွန်တော်ကြံရတော့တာပေါ့နော်။ကစားမဖြစ်သူကအရင်စိုးရင်နေလို့ပေါ့နော်။လာဂိုးတွေလာပါလိမ့်မယ်ပေါ့။သူကနေသူဖြစ်လာပါလိမ့်မယ်ပေါ့ဗျာ။ဟုတ် Resma Wildland နဲ့ပတ်သက်လို့ရှိရင်ဗျာရှေ့ပွဲတွေထက်စာရင်တော့ဒီပွဲကအများကြီးပူကောင်းတဲ့ performance ကိုပြခဲ့တာပါ။နိုင်ကြီးကတို့တွေ့ခဲ့တဲ့အချိန်ပဲပူကောင်းတဲ့ performance ကိုကျွန်တော်မြင်ရတာပါ။အဲဒါပေမဲ့လို့ဟိုလုံလောက်တဲ့အချိန်ဒီတခုတော့ဟုတ်မနေဘူးဗျာဒီလားလုံလောက်တဲ့အချိန်ဆိုတာဒီချက်တော့ပူကောင်းမှရမှာပါ။ဒါပေမဲ့လို့ကျွန်တော်ခုနကပြောသလိုပဲ penalty တစ်လုံးကျွန်တော်သူ့ကြောင့်ကျွန်တော်ရတယ် ပြီးလို့ရှိရင်ဒါလော့ရဲ့အလုံးကိုကျွန်တော်ဖန်တီးပေးနိုင်တယ်။လေးကိုတူကိုနဲ့နိုင်တဲ့ပွဲမှာနှစ်ကိုထိပါဝင်ပတ်သက်မှုရှိတယ်ဆိုတာမျိုးကကစားမအတွက်တော့အများကြီးအချိန်ကြီးကောင်းတယ်။ဒါအဆင်ပြေတဲ့ performance လို့ကျွန်တော်ယူဆလို့ရတယ်။ MOD ပြောလို့ပဲ Resman Swahili မှာလူနေတာကဗလဲဂိုးပဲပေါ့နော်။အဲကျွန်တော်ဒီကိုဒီရရင်နောက်ကလိုက်လာတော့မှာပေါ့ဒီနေရာမှာသူကတော့ဗျာသူကစားမဆိုတော့ confidence ရှိအောင်ပြောတာပေါ့ ဒါမျိုးလို first stage တိကျွန်တော်တို့လိုတယ် hold up play နေကျွန်တော်တို့လိုတယ် link up play နေကျွန်တော်တို့လိုတယ်ဒါတော့မှဒီနေပွဲကရှေ့ပွဲတွေနဲ့စာလို့ရှိရင် white line ကအများကြီးကောင်းတဲ့ performance ပြခဲ့တာနော်ဒါကြောင့်ပြီးခဲ့တဲ့ပွဲစဉ်တွေကလည်းရှာရင်စာလို့ရှိရင် white line ဟာအများကြီးအဆင်ပြေခဲ့တယ်ပေါ့နော်ဒါမျိုးလို့ကျွန်တော်ဒီချက်ပို့ပြီးတော့ကောင်းအောင်ရမှာပါနောက်ပြန်သူဆက်ပြီးတော့ပြောထားတယ်အဲဘယ်ပြောမလဲကျွန်တော်တို့ဒီပွဲကိုအနီကက်ကြောင့်ပြိုင်ဘက်ကအနီကက်ထိသွားတာကြောင့်နိုင်သွားတယ်ထင်လားပေါ့ဒီနေရာမှာအနီကက်ကြောင့်လို့ဆိုတာတဲ့ သူ့မြင်မှာဆိုလို့ရှိရင်တော့ဗောနော်အနီးကမပါဘဲနဲ့လေကျွန်တော်တင်က99ထိုက်တဲ့အတင်လို့သူထင်နေဆိုတာမျိုးသူပြောသွားတယ်။ဟောကျွန်တော်ကတော့ဗျာအသိပ်ပြီးတော့ဗောနော်ဘယ်လိုပြောမလဲအနီးကအကြောင်းပါညာဆိုတာလည်းကျွန်တော်အနီးကမထီခင်မှာလဲကျွန်တော်ဥဆောင်ကူတွေပေါ်ရထားတယ်အခွင့်အရေးတွေလည်းကောင်းကောင်းဖန်တီးနိုင်တယ်ဆိုတော့ကုကစားမားရိရဲ့ဘက်ကတည်တည်ငြိမ်ငြိမ်မတုံ့ပြန်နေတာပဲကျွန်တော်ရှိတာတကယ်တမ်းကကျွန်တော်အနေနဲ့ဗောနော်ဒါအနီးကတွေဘာတွေမထီခဲ့လို့ရှင်တော့မှကစားပုံတွေဘာတွေအများကြီးပြောကောင်းပြောနေရလိမ့်မယ်အခွင့်အရေးတွေကဖန်တီးနိုင်နေုံမယ် ပြည်တယ်မလားနော်ဒါအများကြီးဗျာအနီးကမထင်တောင်မှကျွန်တော်တို့တွေ့ပါဘောနော်အမှန်ကန်အချီနီကောင်းနေတဲ့အရာတွေပါဒါပြင်အသင်းရဲ့ကပတင်ဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီးတော့လဲဘရူနိုလိုကစားသမားအတွက်ကအင်မတန်ကိုခဲရင်နေပေါ့ဟိုဒီကအများနဲ့အနိုင်ယူလိုချင်နေတဲ့ပလေယာတယောက်ဖြစ်တဲ့စိတ်ဓာတ်ကတခါတလေဘလူးရောနဲ့တခါတလေမှအနိုင်ယူချင်တဲ့စိတ်ကအရင်ကိုလွန်ကဲတယ်ပေါ့နော်ဒါဟာစိုးရတဲ့အရာမျိုးတော့မဟုတ်ဘူးတခါလေသူ့အသင်းပေါ်တွေကိုမယုံတော့သူကိုယ်တိုင်အပြင်မဲ့ခံပြီးတော့နေရာတွေပြောင်းကစားနိုင်မှုတွေရှိတယ် မတို့ဝေဖန်သူတို့ကစိတ်ပြတ်တဲ့အမူအရာကိုပြောင်းကောင်းပြနိုင်တယ်။ဒါပေမဲ့လို့ဘောနော်သူဟာအတင်းအတွက်အမြဲတမ်းရှိနေပေးတဲ့ကစားမတရားဖြစ်တယ်။ဒါပြင်ဆက်ပီးစတေလေသူကန်နိုင်တယ်ပင်နေဒီလာသူတွင်းလိုက်တာပဲပေါ့ပရက်ဆင်းလေးဆိုလို့ရှိရင်လည်းလှုပ်အောင်နှုံကောင်းကောင်းနဲ့သူတအားလှုပ်တာပဲ။နောက်ဆုံးမိနစ်15မိနစ်လောက်ဆိုလို့ရှိရင် transition တွေပါကောင်းကောင်းကစားသွားတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့သူ့ကို finance ကို imminent လိုအပ်တယ်ပေါ့။ကျွန်တော်တို့အတင်းအနေနဲ့ finance ကိုအကူအညီအပံ့ပိုးပေးနိုင်ဖို့လိုတယ်။ကျွန်တော်တို့ finance ကိုဖလားတစ်ခုခုရအောင်ကျွန်တော်တို့နေ ကူညီပေးနိုင်တဲ့ပေါ့ဘာလို့လဲဆိုတော့ဘရူနိုက United တင်မှာဖလားတလုံးနဲ့တော့အနေနဲ့ထိုက်တန်လို့ပဲဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီးတော့ပရိသတ်ဒီဂျားထဲမှာထူးထူးခြားခြားကြီးပြောစရာလိုတော့တယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်တို့ဖာနန်ဒက်စ်ဟာအတင်းတွေဘလောက်ထိတော်မှာအကျိုးပြုတဲ့ကစားသမားလဲရောက်စကြတဲ့ကအခုချိန်ကြီးဘလောက်ထိတော်မှာပကောင်းပြနိုင်တဲ့သူလဲဆိုတာကောင်းကောင်းတွေ့နိုင်လို့လေကောင်းကောင်းတွေ့နိုင်မှုပဲဒါကြောင့်မနော်ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီးတော့အတင်းတိုင်ပတ်နေသလားသူ့ကိုကျွန်တော်တွေ့ရတယ်အတင်းကောင်းနေသလားသူ့ကိုကျွန်တော်တွေ့ရတယ် ဘူးသွင်းမှုတွေကိုကျွန်တော် ကြည့်မလားသူ့ကိုတွေ့ရတယ်။ခံတီးမှုတွေကိုကျွန်တော်ကြည့်မလားသူ့ကိုတွေ့ရတယ်။ defensive warning နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်မလားသူ့ကိုတွေ့ရတယ်။ captain တယောက်နဲ့ဖြစ်ဆိုအရာအလုံးကိုဦးဆောင်နေတဲ့ player တယောက်ဆိုတော့ finalist နဲ့ပတ်သက်ပြီးတော့ ruin and morin ပြောသလိုကျွန်တော်တို့ကစုဗလာတလုံးလုံးယူပြီးတော့နော် bruno finalist ကိုစုဗလာတလုံးလုံးနဲ့မြင်ရအောင်လို့ကျွန်တော်ကကူညီပေးနိုင်တင်နေပေါ့ဗျာ။သူကထိုက်တန်တဲ့ player တယောက်ဖြစ်လို့ပဲပေါ့နော်။ဒါမျိုးတွေကျွန်တော်ပြောထားတယ်။ ဒါပဲတခြားကစားမားတွေနဲ့ပတ်သက်ပြီးတော့လည်းသူပြောတတ်တာတွေကျွန်တော်ရှိတယ်။ဒါပေမဲ့လို့ကျွန်တော်ဒါအားလည်းတလောက်ပါပဲเนาะဒီထဲမှာယူရိုနေနေရောလူဝင်အမူရင်းပြောတာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။